အပိုင်းနည်းစရဲ့အဆောက်မှာဆိုရင်တော့ရေပွဲကောင်နဲ့ကြိုးစားတိုက်ခိုက်နေတဲ့ဇိုရိုကိုတွေ့ကြရမှာပါ။သူအနေနဲ့လက်တစ်ဖက်စီကဓာတ်ချောင်းစီကိုကင်ထားပြီးပစံမှာလည်းဓာတ်ချောင်းကိုကင်ထားပါသေးတယ်။သူဟာဓာတ်သုံးချောင်းနဲ့ဟာချီရဲ့ရေပွဲလက်တံတွေကိုတိုက်ခိုက်မှာပဲဖြစ်ပါသေးတယ်။သူဟာဓာလီစင်နာမောင်းဆွဲနဲ့ဟာချီကိုတိုက်ခိုက်လိုက်ပြီးလူဖီကိုအမြန်ဆုံးသွားခဲ့ဖို့အတွက်သာစိတ်ဆောနေကြတာပါ။ဇိုရိုခမရဒိုင်ယာရီဘရဘွားနဲ့တိုက်ခိုက်နေရတဲ့အတွက်အရင်ကားလောက်တော့အားရင်နေရှိမနေခဲ့ပါဘူး။နိုဂျီကိုကတော့လူဖီရဲ့ရာဘာဆွဲနဲ့ခေါင်းကိုကမ်းပေါ်ဆွဲတင်ပေးလိုက်ကအသက်ရှူနိုင်အောင်လုပ်ပေးခဲ့ပါတယ် ်ဆန်ဂျီကလူဖီကိုကယ်ဖို့ရေထဲကိုဆင်းသွားတဲ့အချိန်မှာမာလူသားတကောင်ကလည်းဆန်ဂျီကိုတိုက်ခိုက်ဖို့အတွက်လိုက်ဆင်းသွားခဲ့ပါတယ်ရေအောက်ထဲမှာဆိုရင်ရဲမူကြီးကန်ဟာကြောက်တုံးကိုမခွဲနိုင်တဲ့အတွက် လူဖီရဲ့ရင်ဘတ်ကိုဖိကာစီပီအာလုပ်ပြီးနေကြတာပါရေထဲဆင်းလာတဲ့ဆန်ဂျီဟာလည်းပဲသူသားကြောက်တုံးကိုခွဲပေးခဲ့မယ်ဆိုရင်ရဲမူကန်တို့ကဂျန်နာဆက်လို့ကြောက်မှာပဲလို့တွေးလိုက်ပါတယ်ဒီချိန်မှာပဲစန်ဂျီရဲ့နောက်ကနေလိုက်ဆင်းလာကြတဲ့ငါလူသားဟာစန်ဂျီကိုစတင်ပြီးတိုက်ခိုက်ပါရီအားလုံးကမင်းတို့အားလုံးကအတုံးမချတဲ့လူသားပေါက်ဆလေးတွေပဲလို့ပြောလိုက်ပါရီ လူဗီကိုကယ်ဖို့ကြိုးစားနေတဲ့ဂန်းကိုတွေ့သွားတဲ့လူဆိုဟာတိုက်ခိုက်ဖို့အတွက်ကြိုးစားပေမယ့်စန်ကြီးကလူဆိုရဲ့သဘင်ကိုဆွဲလိုက်တာကြောင့်ထိုလူဆိုလည်းစန်ကြီးကိုသာတဲကြီးမဲကြီးတိုက်ခိုက်ပါတော့တယ်။ငါလူသားခရာတီစန်ရှီတိုက်ခွက်နဲ့တိုက်လိုက်တဲ့အခါမှာသူ့သဘင်တွေကစန်ကြီးရဲ့ခါကိုရေပတ်မိသွားပြီးစန်ကြီးကသူ့ကိုကန်လိုက်ပေမယ့်ရေထဲမှာမို့သူ့ရဲ့ကန်ချက်တွေကလုံးဝအားပြော့နေတာကိုလူဆိုကောင်ကသတိထားမိသွားခဲ့ပါတယ်။ငါလူသားအစွမ်းတွေကရေထဲမှာအားမြွတ်သွားတဲ့အပြင်တိုက်ခိုက်ရေးဗျူဟာတွေကိုပါပေါင်းဆက်လိုက်မယ်ဆိုရင်အစွမ်းကနှစ်ဆအထိဖြစ်လာနိုင်ပါ रे ငါလူသားခရာတီကလီစာခြေတိုက်ခွက်နဲ့စံကြီးကိုစောင့်ကန်လိုက်တဲ့အခါမှာတော့အဝေးကိုလွင်ထွက်သွားပြီမဲ့သူ့ရဲ့သမင်ရှိကြီးနဲ့ပြန်ဆွဲယူခံလိုက်ရပြီးနောက်တစ်ချက်ထပ်ကန်လိုက်ပါရီပြင်းထန်လာတဲ့တိုက်ခွက်တွေကြောင့်စံကြီးတရအဝေးကိုလွင်ထွက်သွားပြီးတော့ကြောက်ဆောင်တစ်ခုကိုတိုက်မိသွားပါရီအောက်ဆီဂျင်ပြတ်နေပြီဖြစ်တဲ့စံကြီးဟာအသက်ရှူဖို့ရေပေါ်ကိုကမန်းကရမ်းတက်သွားခဲ့ပြီမဲ့သူ့ထပ်မြန်တဲ့ငါလူသားကသူ့စီကိုချက်ချင်းရောက်လာခဲ့ပြီးစံကြီးကိုဆွဲထားလိုက်ပါရီစံကြီးနေနဲ့ဒီလောက်ထိတော့တောင်းခံထားနိုင်တာကိုလူစိုးကမန်အောပဲဖနေနိုင်ခဲ့ပါဘူး အချိန်တော်ကြာရေပေါ်ပြန်မတက်လာနိုင်တဲ့စံကြီးအတွက်ဇိုရိုကလည်းစိတ်ပူနေခဲ့ပါပြီမိမတယောက်အတွက်တရားမဲ့သူတွေကစံကြီးရော်ဘာလူသားနဲ့ရဲမှူးကန်းတို့ပဲလို့ငါလူသားကဆက်ပြောခဲ့ပါတယ်အားလုံးကလူဗီဒီယိုအဖွဲ့နဲ့ကိုကိုရာရှိတရားလုံးတည်ပြီးရင်သူတို့အဖွဲ့ကိုတိစာဖောက်တဲ့နာမည်လဲတရားလိမ့်မယ်လို့ပြောနေခဲ့ပါတယ်စံကြီးရဲ့စွန့်စားမှုတွေကလည်းပဲနာမည်ကိုကယ်တင်နိုင်မှာမဟုတ်တော့ပါဘူးရေပြားကိုဘယ်သူမှမခံနိုင်တာကြောင့်စံကြီးရဲ့ခန္ဓာကိုယ်ကရေအောက်ကိုရောက်သွားတဲ့အခါမှာအတွင်းကဥကလီစာတွေကပေါက်ကွဲထပ်ပြီးတော့တည်ဆုံရမှာဖြစ်ပါတယ် ဒါကြောင့်ငါလူသားဟာဇန်ကြီးကိုသမုဒ္ဒရာရဲ့အနက်ဆိုင်ဆုံးနေရာကိုခေါ်သွားခဲ့ပါတော့တယ်။ဇန်ကြီးရဲ့ဘိုက်ကြီးဟာဖောင်းလာပြီးအောက်ဆီဂျင်မရတော့တာကြောင့်သူ့တကူလုံးကလည်းပဲပြာနှံ့လာပါရီ။ငါလူသားတွေဟာဂုံးပေါ်မှာဆိုရင်အဆုံနဲ့အသက်ရှူကြပြီးရေထဲမှာဆိုရင်တော့ပဟတ်နဲ့အသက်ရှူကြပါရီ။လူစိုးရဲ့အားနည်းချက်ကိုတည်သွားတဲ့ဇန်ကြီးကအကြံတစ်ခုကိုရသွားခဲ့ပါရီ။လူစိုးကသူ့ကိုရေနဲ့ထဲနောက်တစ်ခါခေါ်မသွားခင်မှာငါတို့ကောင်ရဲ့ဘဟတ်ထဲကလေတွေကိုသူကဆုပ်ယူလိုက်မယ်ဆိုရင်အဲ့ဒီငါကရေထဲမှာအသက်မရှူနိုင်တော့ပဲတည်ဆုံးသွားရတော့မယ်ဆိုတဲ့အတွေးပါပဲ။ ။ဒါကြောင့်မို့လို့စံကြီးကငါလူသားရဲ့ဘဟတ်ထဲကလီတွေကိုချက်ချင်းပဲစုပ်ထုတ်လိုက်ပါတော့တယ်။ဒါကြောင့်မို့လို့လူစိုးကဘာမှမလုပ်နိုင်ပဲရှိနေတော့မှစံကြီးကရေပေါ်ကိုပြန်တက်လာနိုင်ခဲ့ပါတယ်။ဒေါသထွက်နေတဲ့ငါလူသားဟာရေပေါ်မှာပဲဖြစ်ဖြစ်ရေအောက်မှာပဲဖြစ်ဖြစ်ငါနဲ့တိုက်ခိုက်ရင်မင်းကရှုံးနေရမှာပဲလို့စံကြီးကိုပြောလိုက်ပါရီငါလူသားဟာအုတ်ခဲတရောင်ချိုလက်သီးကိုသုံးမှဖြစ်ပြီးအဲ့ဒီကွက်နဲ့ပဲတိုက်ခိုက်ခံရရင်တစ်ဖက်လူကအသက်ရှင်နိုင်စွမ်းတုံညရာခိုင်နှုံးမဲရှိမှာဖြစ်ပါရီဒါပေမဲ့သူ့ထက်လင်မြန်နဲ့ ကိုလီယာကန်ကျန်းတဲ့အတူတိုက်ခိုက်လိုက်တဲ့စံကြီးကြောင့်ငါးလူသားဟာမှောက်သွားခဲ့ပြီးငါ့ကိုသုံးစားမရဘူးထင်နေရလားလို့မေးနေခဲ့တာပါ။ဒုခံခဲ့ရသမျှတစ်ခုမှကြံအောင်ပြန်ပြောနေပြီးထိုးနဲ့တိုက်ခိုက်နေတဲ့စံကြီးကိုကိုကိုယာရှိရွာသားတွေသာမကဇိုရိုရိုးဖွဲကပါတခဲနဲ့အားပေးခဲ့ကြပါလိမ့်။စံကြီးကဒီငါးသေးသေးလေးတွေအနေနဲ့စပ်ဖို့မှုတယောက်ကိုရင်ဆိုင်မှုနှစ်သန်းပေါင်း9000လောက်လေးကျင့်ပေးဖို့လိုအပ်တယ်လို့ပြောလိုက်ပါလိမ့်။အဲ့ဒီအချိန်မှာတစ်ချိန်လုံးထိုင်ကြည့်နေတဲ့အားလုံးကထလာခဲ့ပြီးမင်းတို့ကောင်တွေကများငါရဲ့ချစ်လာစွာသောညီလေးကိုတိုက်ခိုက်နိုင်ကြတယ်ဟုတ်လားလို့ပြောခဲ့ပါလိမ့်။ ဒါပေမဲ့ဇိုရိုကတော့အားလုံးကိုဂယူမဆိုင်နိုင်ပေရီအောက်မှာရှိနေတဲ့လူဖီအဆင်ပြေလားဆိုတာကိုသာစိတ်ပူနေတာပါစန်ဂျီကလူဖီလုံးဝမသိနိုင်ဘူးလို့ပြောလိုက်ပြီးလူဖီကိုကယ်တင်နိုင်ဖို့အတွက်သူ့အနေနဲ့ရီအောက်ထဲကိုနောက်တစ်ခါထမ်းငုပ်သွားမှရမှာဖြစ်ပါတယ်ဒါပေမဲ့အားလုံးကတော့သူ့ကိုရီထဲကိုထပ်ဆင်ခွင့်ပြုတော့မှာမဟုတ်ပါဘူးနိုဂျီကိုကတော့အားလုံးဘီနယ်တမျှအဖွဲ့ရဲ့ခေါင်းဆောင်တယောက်နှစ်ယောက်ကိုပြင်ထည့်လိုက်တယ်ဇိုရိုနဲ့စန်ဂျီကိုအထင်ကြီးလေးစားနေခဲ့ပါတယ်အဲ့ဒီအချိန်ရဲမှုကန်းကရေပေါ်ကိုပြန်တက်လာခဲ့ပြီးစက်သီးမခံနိုင်တော့ကြောင်းပြောတော့နိုဂျီကိုကသူမနဲ့နေရာလဲဖို့အတွက်ပြောလိုက်ပါရီ ။အဲဒီအချိန်မှာပဲလူဖီရဲ့မျက်နှာကတဖြည်းဖြည်းပြာနှံလာပြီးအောက်ဆီဂျင်တွေကလည်းမရှိသလောက်ကိုဖြစ်လာနေခဲ့ပါပြီ။နူဂျီကူကတော့အားလုံးအသက်ရှင်နေသေးတာမို့စိတ်မပူဖို့ပြောလိုက်ပြီးဒီတိုက်ခိုက်မှုကသူမကိုမျှော်လင့်ချက်တစ်ခုရှိလာစေတယ်လို့ဆိုပါရီ။တဖက်မှာငါလူသားတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံရတဲ့ဦးစွတ်ဖာဒရာပြင်းထန်ရပြီးမြေပြင်ပေါ်ကိုလည်းကျလွန်နေခဲ့ပါပြီ။သူတွေကလည်းဒီကိုလုံးမြင်မကောင်းအောင်ထွက်နေခဲ့ပါရီ။ယောဂါရောဥစုပ်တရားသူ့ရဲ့ဒရေးများတိုက်ခွတ်မှာတည်သွားပြီလို့ထင်နေခဲ့ပြီးတကယ်တော့ဥစုပ်ကတည်ခြင်းအောင်ဆောင်နေခဲ့တာပါ ဒါကိုမသိတဲ့လူစုကသူ့ဆရာအားလောင်တို့စီကိုပြန်မိုးလှည့်ထွက်သွားခဲ့ပြီးဦးစုတယောက်ကလူစုကိုလှည့်စားနိုင်ခဲ့ပေမယ့်နာမီတို့ကိုသူတောင်းပန်ပါတယ်လို့ပဲပြောရမလားဒါမှမဟုတ်သူ့ကိုတမင်တက်တက်လှုပ်ပေးလိုက်တာဆိုပြီးလိန်ညာပြီးပဲပြောရမလားဝေခွဲရခန့်နေခဲ့ပါတယ်ဒီလိုစင်ကြီးပေးဖို့စဉ်းစားနေတဲ့အချိန်မှာပဲလူဖီဇိုရိုတို့နဲ့ကိုကိုယာရှိရွာကရွာသားတွေရဲ့ပြောခဲ့ပူတဲ့စကားတွေဟာသူ့ရဲ့အာယုံထဲမှာတဝဲလေလေပေါ်လာခဲ့ပါတယ်သူတို့တွေအကုန်လုံးဟာရရဲဝင်းဝင်းနဲ့အောက်လောင်တို့ပင်လယ်တမျှအဖွဲ့ကိုတိုက်ခိုက်ခဲ့ပေမယ့်ဥစုပ်ကတော့ထွက်ပြေးနေရတဲ့အတွက်သူ့အဖြစ်အတွက်တွေးရင်းဆက်နေကြတာပါ ။ဦးစုဖာမျက်ရည်တွေကျလာခဲ့တဲ့နောက်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာခြောက်ကမှတ်တပ်ထားရလိုက်ပါရီ။ဦးစုဖာနောက်ကျောင်းပြန်လေသွားနေတဲ့လူစုကိုတားဆီးလိုက်ပြီးတိုက်ခိုက်ဖို့အစဉ်သင့်ပြန်လိုက်ပါရီ။ဒီလိုချိန်မှသာသူငါလူသားကိုမတိုက်ခိုက်ခဲ့လို့ရှိရင်လူဖီရိုနဲ့တက်ခီးတဲ့သွားနေတဲ့သူဖြစ်တော့မှာမဟုတ်ဘူး။တတိယရှိလူဖီရိုအဖွဲနဲ့အတူတူဆက်ရှိနေဖို့အတွက်လေသူလဲအစွမ်းကုန်တိုက်ခိုက်ရမယ်လို့ဦးစုပ်ကခံယူလိုက်ပါတယ်။ဒါပေမဲ့ဦးစုပ်ကသူ့ရဲ့အစွမ်းနဲ့လူစိုးကိုထိတ်တိုက်အနိုင်မြူနိုင်မှာဘူး။ဒါကြောင့်သူ့ရဲ့ပြည်ရဲ့မာယာတွေကိုအသုံးချပြီးအနိုင်ယူဖို့လုပ်ပါတော့တယ်။ ဥစုဖာလူစိုးရှိအားစီကိုအရက်ပလင်းလုံးပစ်ပေးလိုက်ပြီးအဲ့ဒီအရက်ပလင်းကိုလေးခွားနဲ့ပစ်လိုက်တဲ့အခါမှာလူစိုးတို့ကလုံးအရက်တွေလောင်းချမိသွားပါတယ်။အငိုင်းမိသွားလို့ခံလိုက်ရတဲ့ရှိုးဟာဒေါသတွေထွက်လာခဲ့ရင်ဥစုကိုဒရက်ဇက်တိုက်ခိုက်ပါတော့တယ်။ရှောင်းရင်တရင်နဲ့အလုံများနေတဲ့ဥစုဖာသူကြံစီထားတဲ့အတိုင်းအရက်တွေတကူလုံးဆူရွှဲနေတဲ့ရှိုးကိုသူ့ရဲ့အထူးတိုက်ွက်ကိုအသုံးပြုအောင်မီးလောင်လုပ်လိုက်ပါတော့တယ်။ဒါကြောင့်မလို့လူစိုးဟာမီးလောင်နာကိုအပြင်းထန်ခံစားနေခဲ့ရပြီးမီးကိုငြိမ်သက်နိုင်မှုအတွက်ရေကိုအသေးတန်လိုက်ရှာနေခဲ့ရပါတယ်။ ဒီလိုဝေယုံ၃၅ဖြစ်နေတဲ့အချိန်မှာဥစုပ်ကသူ့ရဲ့ဥစုပ်ဟမ်းမတိုက်ခွက်နဲ့ရိုက်ချလိုက်တဲ့အခါမှာတော့လူစိုးကြီးဟာရေထဲကိုကျသွားခဲ့ပြီးမှောက်သွားပါတော့တယ်။ပြီးတော့လဲကျနေတဲ့လူစိုးကိုအဆက်မပြတ်တိုက်ခိုက်ခဲ့တာမို့လူစိုးရဲ့ကောင်းမှာပူသီးလုံးနေလဲတလုံးမီတလုံးထွက်လာခဲ့ပါတယ်။ဥစုပ်ဟာသူ့ထက်အများကြီးတမာရီရှိုးကိုတိုက်ခိုက်လိုက်ရတဲ့အတွက်အရန်ကိုပြင်းမှန်းသွားခဲ့ပြီးသူ့လဲချလိုက်ကအမောဖြစ်နေခဲ့ရပါတယ်။ဥဇုဘာသူ့ကိုရမ်းထင်မသိနဲ့ခွေးတောင်းစားတွေလိုအော်ဟစ်နေခဲ့ပြီးသူ့ရဲ့အောင်မြင်မှုအတွက်ဂျိနဲ့ဂုံယူနေခဲ့ပါတော့တယ် တခြားတစ်ဖက်မှာဆိုရင်လည်းရဲမှုကန်းဟာလူဖီရဲ့ကောင်းကိုမထားပေးပြီးနိုဂျီကူကတော့ရေရောက်သေးစင်းကလူဖီကိုကယ်တင်နေတာကိုတွေ့ရမှာပါရဲမှုကန်းကလူဖီတယောက်တတိယဖို့အတွက်ဆူတောင်းနေခဲ့ပြီးအားလုံးတို့ပင်လယ်သမားတွေရဲ့လက်ချက်နဲ့ဇရိုနဲ့ဆန်ဂျီတို့ဟာလည်းဒဏ်ရာအပြင်းထန်ရနေတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ဂန်ဆိုကရေရောက်သေးရောက်နေတဲ့လူဖီတယောက်အမြန်ဆုံးတတိယလာဖို့အတွက်ကိုသာမျှော်လင့်နေခဲ့ပါတော့တယ်ဇရိုဟာပြင်းထန်တဲ့ဒဏ်ရာကြောင့်လဲကျနေခဲ့ရပြီးဆန်ဂျီကလည်းအားလုံးပြစ်လွတ်လိုက်တဲ့ရေရှိန်နဲ့ထိမိကဒဏ်ရာရသွားခဲ့ပါတယ်အားလုံးကငါတို့ငါလူသားတွေဟာ ရေသာရှိရင်မင်းတို့ကိုလွယ်လွယ်လေးတတ်လို့ရတယ်ဆိုပြီးကြုံသွားခဲ့ပါတယ်။အားလုံးကရေနဲ့ပြစ်လိုက်တယ်ဆိုပေမဲ့အပြစ်ခံလိုက်ရတဲ့စံကြီးအတွက်ကတော့နှလုံးမြူးနဲ့အပြစ်ခံလိုက်ရတယ်လို့မျိုးပဲပြင်းထန်လွန်လာပါတယ်။ငါလူသားတွေထဲမှာတော့ next level ကိုရောက်နေတဲ့အားလုံးရဲ့အစွမ်းကိုတော့အတိမတ်ပြပါပါတော့မယ်။အဲ့ဒီအချိန်မှာနာမီဟာအားလုံးတို့ရှိတဲ့နေရာစီကိုတယောက်တည်းလျှောက်လာခဲ့ပါတယ်။မင်းတို့တပ်တွေလုံဝတံမိုးမရှိအောင်တိတ်လိုက်တော့လို့ပြောလိုက်ကတိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲနာမီကအားလုံးဆိုပြီးတော့အားရပါရအော်ခဲ့လိုက်ပါတယ်။ နာမည်ရောရောက်လာတဲ့အတွက်ကြောင့်ဇိုရိုရိုရောကိုကိုရာရှိရွာသားတွေရောအားလုံးကပါအံ့ဩသွားကြပါရည်။အားလုံးကလူဖီတို့ဓမြတွေကိုအမုန်းချေတော့မှာဖြစ်လို့နာမည်ကိုပြောပြလိုက်ပါရည်။မင်းပါဖြစ်လို့ဒီနေရာကိုရောက်လာတာလဲလို့မိလိုက်တော့နာမည်ကအားလုံးကိုစေးစေးကြည့်ကရှင့်ကိုတတ်ဖို့လေလို့တလုံးချင်းပြောချလိုက်ရင်အပိုင်း40ကလည်းပြီးဆုံးသွားခဲ့ရပါရည်။နောက်ထပ်အပိုင်းဆက်လေးတွေကိုလည်းအစဉ်အဆက်မပြတ်ဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။